အညွန့်တုံးအောင်မပြောပါနဲ့သားသမီးကိုချင့်အညွန့်တုံးအောင်မပြောနဲ့ဟဲ့ကောင်ငတုံးနင်ဘာမှတော့မကြပါလားသူများချီးကိုစားရမယ်ကောင်ဆိုတာမျိုးမိဘအများစုကပြောရကြတယ်ဗျပြောရင်လည်းခုနှစ်အိမ်ကြားရှစ်အိမ်ကြားအော်ပြောတာသားသမီးတခင်များရှက်လဲရှက်ပြန်ပြောရအောင်လည်းမကြင်မနဲ့ဖြစ်ရအောင်လည်းမိဘဖြစ်နေတော့ပြောရခက်တယ်အောင်းသက်သက်ကြီးနဲ့ခံနေရတာပါပဲဒါလေးပြောတာဘာဖြစ်သွားမှမဟုတ်လို့လေတချို့တွေကလည်းရံမာတွေ့သေးတာဟုတ်ပါတယ်သူတို့ပြောသလိုအကြီးအကျယ်ရေးပါတဲ့ကိစ္စတခုတော့မဟုတ်ပါဘူး ဒါပေမဲ့တခါတလေမှအဲ့ဒီမကြီးကျယ်တဲ့ကိစ္စလေးတွေကပဲကိစ္စအကြီးပြဿနာကြီးတွေကိုဖြစ်စေတာပါကန္နာမှာရက်ထားတဲ့လေမှာအပေါက်သေးသေးပေါက်နေတဲ့ကိစ္စမရှိပါဘူးမြေထဲချောင်းထဲသွားမယ်ဆိုရင်တော့အဲ့ဒီအပေါက်သေးသေးလေးကရေနှစ်တဲ့အထိဖြစ်စေမယ်ပြဿနာပဲကိုသားသမီးဆိုပြီးတော့တင်တို့တသက်လုံးတင်ကျွေးထားမှလည်းမဟုတ်ပါဘူးအချိန်တန်တဲ့အခါဒီကလေးတွေဟာလောကထဲမှာရုန်းကန်လှုပ်ရှားကြိုးစားကြရမှာဓမ္မတာပါလောကကြီးရဲ့စိန်ခေါ်မှုအခက်ခဲတွေကိုရင်ဆိုင်ရမယ့်ကလေးတွေကိုအားပေးရမယ်အစားဘာမှအသုံးမကျဘူးသူများမစင်စားရမယ်ကောင်လို့ပြောပြီးတော့အညွန့်ချိုးတင်ပါတလား မိဘတွေပြန်စင်းစားတင်ပါတယ်ဒါကဘာနဲ့တူသလဲဆိုရင်တိုက်ပွဲဝင်ကန်ဤသူရဲကောင်းနင်းကတော့မပြန်လန်းသွားနေတာပဲလို့ပြောလိုက်တယ်လို့ပဲပြောတဲ့သူထွက်မသိတာပဲအပြောခံရတဲ့သူစိတ်ထဲမှာဒီစကားလွယ်လွယ်နဲ့မပြောက်တော့နာကြီးလို့မဟုတ်ဖဲကိုမသိစိတ်ထဲမှာမှတ်မိနေတာပါအချိန်ဖန်ပြောစားအခုလို့ပြောခံရတဲ့ကလေးများဘောကစိတ်နှလုံးတွေညှိုးငယ်ယုံကြည်မှုတွေပျောက်ရဲရဲမှုတွေကုန်ဆုံးပြီးတော့လောကအလေသေးတဲ့ဇော်နဲ့အသက်ရှင်သွားရတော့လေဟိုဟာဆိုလဲမလုပ်ရဒီဟာဆိုလဲမပြောရရစရာရှိတာတောင်မတောင်းရတဲ့ ။တရေပေါ်နေတဲ့ကလေးတွေရှိနေတာမိဘတွေပြောထောင်မှုမတက်လို့အပြောဆိုမတက်လို့ပါပဲ။ဒါကြောင့်မလို့သားသမီးကိုချစ်ပါမနစ်ပါနဲ့။ပြုပြင်ပေးပါမနှိမ်ချပါနဲ့။ဆုံးမပါအညွတ်မချိုးပါနဲ့လို့မိဘတွေကိုအတိပေးလိုက်ပါစေခင်ဗျာ။